မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းမြင်ကလေးကြောင့်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံ၊ဘရူနိုင်းနိုင်ငံနဲ့နီကာရာဂွာနိုင်ငံတို့ကခေါင်းဆောင်တွေကနာဆာကဥက္ကဋ္ဌထံဝန်ထဲကြောင်းတဝင်လာတွေပေးပို့ခဲ့ကြတယ်လို့သိရပါဗျ။ မလ28ရက်မှာမြန်မာနိုင်ငံအလဲပိုင်းကိုပို့ဟိုပြူပြီးဖြစ်ပွားခဲ့တဲ့အင်အား9.8ရစ်စတာစကေးရှိတဲ့အင်အားပြင်းငလင်ကြောင့်ထိခိုက်ပျက်စီးမှုတွေအသက်ဆုံးရှုံးမှုတွေနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေအများအများဖြစ်ပေါ်ခဲ့တဲ့အတွက်နိုင်ငံလေးနိုင်ငံကနိုင်ငံခေါင်းဆောင်တွေနဲ့အကြီးအကဲတွေက NASA ကဥက္ကဋ္ဌထံဝန်ထမ်းတဝင်လွှာတွေပေးပို့ခဲ့တယ်လို့သိရပါဗျာ။ အင်အားပြင်းကလေးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအသက်ဆုံးရှုံးမှုတွေနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေအများများဖြစ်ပေါ်ခဲ့တဲ့အတွက်တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖင်က၎င်းတရုတ်ပြည်သူသမ္မတနိုင်ငံဝန်ကြီးချုပ်မစ္စတာလီချင်းက၎င်းကမ်မောရီးယားဘုရင်မင်းမြတ်ပရဘတ်ဆန်ဒတ်ပရဘိုရိုနိုနစ်နိုရိုဒွန်ဒီဟာမိုနီက၎င်းကမ်မောရီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဆန်ဒတ်အာခါမိုဟာစီနာပါတိုင်းတဲချိုဟိုဆန်က၎င်းကမ်မောရီးယားနိုင်ငံဝန်ကြီးချုပ်ခွန်မာနက်က၎င်း ဘရူနိုင်းနိုင်ငံဘုရင်မင်းမြတ်ဆူဒန်ဟာဂျီဟာဆာနာဘိုကီယာမူတ်အစ်ဇာဒင်ဝါဒူလာက၎င်းနီကာရာဂွာနိုင်ငံသမရဒန်နီယယ်အော်ဒီကာစာဗီဒရာနဲ့ဒုတိယသမရရိုဆာရီမိုရီလိုတို့က၎င်းနာဆာကဥက္ကဋ္ဌထံဝန်내ချောင်းတဝင်လွားရဲ့အသီးသီးပေးပို့ခဲ့ကြတယ်လို့သိရပါဗျ။ အဆိုပါသဝင်လော်ရီမှာမြန်မာနိုင်ငံအနေနဲ့ပြင်းထန်တဲ့ငလီတန်ခံစားခဲ့ရပြီးအသက်အိုးအိမ်စည်းစိမ်အများပြားထိခိုက်ဆုံးရှုံးရတာကိုသိရတဲ့အတွက်များစွာဝန်းနေမိကြောင်းငလီတန်ခံစားရတဲ့ပြည်သူတွေအတွက်ဝန်းနေစိတ်မကောင်းဖြစ်မိကြောင်းငလီတန်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေအတွက်စာနာထောက်ထားကြောင်းမြန်မာနိုင်ငံအတွက်လိုအပ်တဲ့အကူအညီတွေပေးဖို့အဆင့်သင့်ရှိပြီးထိခိုက်ခံစားခဲ့ရတဲ့မြန်မာပြည်သူတွေဘေးအန္တရာယ်ကျော်လွှားနိုင်ရေးနဲ့မြန်မာနိုင်ငံကိုအဆုံးဆုံးပြန်လည်တည်ဆောက်နိုင်ရေးအကူအညီတွေပေးရသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံအစိုးရရဲ့ခိုင်မာအားကောင်းတဲ့ဥဆောင်မှုအောက်မှာငလင်တန်တဲ့ဒေတာတွေမှာရှိတဲ့မြန်မာပြည်သူတွေအနေနဲ့ဘေးရနေရတွေကိုအောင်မြင်စွာကျော်လွှားနိုင်ပြီးကောင်းမွန်တဲ့လူမှုဘဝကိုအမြဲဆုံးပြန်လည်တည်ဆောက်နိုင်မယ်လို့ယုံကြည်ကြောင်းငလင်ဖြစ်ပွားခဲ့တဲ့ဒေတာတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုရွရွချွန်ချွန်ဆောင်ရွက်နေမှုတွေကိုချီးကျူးဂုဏ်ပြုအပ်ကြောင်းငလင်ကြောင့် အသက်ဆုံးရှုံးရသူတွေအနေနဲ့အေဂျန်ကောင်းမွန်တဲ့ဘဝကိုရောက်ရှိပါစေကြောင်းနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေအနေနဲ့အမြဲဆုံးပြန်လည်ကျန်းမာလာစေဖို့ဆုမွန်ကောင်းတောင်းကြောင်းအခုလိုခက်ခဲတဲ့အချိန်ကာလမှာမြန်မာပြည်သူတွေနဲ့အတူတကွရည်တည်လျက်ရှိကြောင်းစသဖြင့်အသီးသီးဖော်ပြထားကြတယ်လို့သိရပါဗျာ။